မြို့မှာလက်ပတ်ပြီးတော့တရားတွေဟောတယ်ပင့်တဲ့ပုဂ္ဂိုလ်မရှိဘူးနော်ဘယ်ကမှတဆင့်ပြန်ရောက်လာလဲပြောရင်ဘယ်ကရောက်လဲမိုးဘောကမကြတာတော့သိကြတယ်ဟုတ်လားဘယ်ကရောက်လာလဲရန်ကုန်ကနေပြီးတော့မြင့်တင်ပေးလိုက်တယ်ရန်ကုန်ကနေသူ့ကိုမြင့်တင်ပေးလိုက်ပြီးတော့ရန်ကုန်မှာ very famous ဖြစ်တဲ့အခါကျတော့တို့မန္တလေးမြို့သူမြို့သားများက I am very interested and vulnerable ဓမ္မသရီဆရာတော်ဖြစ်သွားတာ ငါတို့ကဓမ္မစရိဆရာတော်ကိုသိစိတ်ဝင်စားပါတယ်ဖြစ်သွားတာအဲ့ဒါတဆင့်ပြန်ဝင်လာရတာနော်ဘယ်မျိုးကစလွတ်သွားတာတော့မန္တလေးမျိုးကနေကြော်တဲ့ပြီးတော့ရန်ကုန်ကိုရောက်ပြီးပြီးမှတဆင့်ပြန်ခေါ်ရတာနော်တို့မန္တလေးကအဲ့ကြတော့လမ်းစဉ်လွယ်သလားမလွယ်ဘူးလားအပြစ်တင်နေတာမဟုတ်ဘူးအမှန်ကိုပြောပြတာဟုတ်လားနော်အဲ့ဒါမျိုးဖြစ်ရင်ဘာဖြစ်တယ်လဲပြောရင်ဟုတ်လားသာသနာပိုင်းကကြည့်နော် သာသနာပိုင်းကကြည့်ရင်ဘာလေးတွေဖြစ်တယ်လေလို့ပြောရင်သာသနာအင်အားနေသွားတဲ့။ဘာနေတဲ့အတုံး။သာသနာအင်အားနေသွားတဲ့။ခုဦးဇင်းတို့ကနောက်ပိုင်း ကဲခတ်ကြည့်လိုက်တယ်။ဓမ္မကတိကမရှိတဲ့တက္ကသိုလ်ဒီပြည့်တဲ့လိုဝါဆင်မှာရောက်သွားနော်ဆင်နေသွားဒီတက္ကသိုလ်ကိုပံ့ပိုးမှုမပေးနိုင်တော့နော် ခုနိုင်ငံတော်ပြည်ထိသာသနာတက်ကသူဥစဉ်တို့အခုရှိလို့ဥစဉ်ကတော့နည်းနည်းလေးတစ်နှစ်တွင်ဘာတွေလှုပ်ထတာရှိတော့ဆိုအများတန်ဃာတော်များသုံးဖို့ရအတွက်အင်တာနက်ခုဆင်းပေးထတာရှိတယ်နိုင်ငံကနေချက်တင်ပြောလို့ရတယ် TikTok နဲ့ပြောလို့ရတယ်ညပိုင်းမှာဆွေးနွေးလို့ရတယ် discussion တွေဖိတ်ခေါ်ပြီးဆွေးနွေးလို့ရတယ်ဒါဥစဉ်ခုဆင်းပေးထားတယ်ဒီဟာဆင်းတာလဲကို့ငွေနဲ့တော့မထင်တဲ့ဘယ်သူတွေလူထတဲ့ငွေဒီထိုင်းနေတဲ့လူတွေလူထတာဟုတ်လားနော် မန္တလေးမြို့သူမြို့သားက ပုဂ္ဂိုလ်များလှူထားလို့ဦးဇင်းတို့ကဆင်ပေးနိုင်တာဟုတ်လားသိန်း100နီးပါးလောက်ကြာတာနော်အေးအဲ့ဒါတင်ပြီးလာလို့ပြောရင်အခုဘာလုံငန်းစဉ်ဆက်ပြီးတော့လှုပ်ပြီးနေလဲလို့ပြောရင်ကျောင်းထဲမှာဦးဇင်းတို့ရဲ့ကျောင်းထဲကနော်တို့ဓာတ်သတ္ထုတွေသိပ်ပြီးတော့ရေမကောင်းဦးဇင်းတို့တွေကခမိခဲအားသိပ်များတယ်နောက်တော့ကဘက်တီးရီးယားများတယ်အဲ့ကြတော့ဓာရီကို ပြူဝဖြစ်သွားဖို့ဆိုလို့ရှိရင်ဦးဇင်းတို့ကရေတန့်ဆက် ရှိမှရတာဆိုခုဥစဉ်ရေတန်းဆက်လုပ်နေတာပြီးပါပြီဟုတ်လားနော်ပြီးသွားတယ်ဆိုရေတန်းဆက်လည်းပဲအာရုံစနစ်နဲ့နောက်ဆုံးအဆင့်ရောက်မှတကယ် pure water ဖြစ်တာနော်အဲ့ဒါဘသူတွေကလုပ်ပြီလို့ဘာကြောင့်လုံနိုင်တာလဲပြောရင်ပလင်ပေါ်ရောက်လို့ပြိတဲ့ဘယ်ပေါ်ရောက်လို့လဲဥစဉ်တို့စာချနေတာ တထောင်တောင်ဘသူမှလာမတူပြိတဲ့နော်တစ်နှစ်လုံးနေတယ်လူဘူးလားအဲ့လိုဒါအမှန်တိုင်းမှာပဲကြီးမနေနဲ့ဟုတ်လားမမှန်ဘူးလား စာချတဲ့ဘုန်းကြီးတစ်ပါးကိုတထောင်လူဖို့မလွယ်ဘူးပလင်မော်ရောက်တဲ့ဘုန်းကြီးတစ်ပါးကိုတသောင်းလူဖို့ရလွယ်တယ်သိမ်မော်များစွာ20 30အကုန်ကြခန်းနိုင်နေစာချနေတဲ့ဘုန်းကြီးတစ်ပါးကိုကြတော့တထောင်လောက်လူဖို့ရလွယ်ရလားတခြားလုံးပဲဦးဇင်းတို့တက္ကသိုလ်ရောက်တာ18နှစ်ရှိဘယ်နှစ်ရှိ18နှစ်ပါဘုရားအေးအဲ့ဒါရှင်မယစာချကောင်းတာဖျားလို့လာပြီးတော့ဆွံ့ညံ့ပို့တဲ့ပုဂ္ဂိုလ်မရှိဘူးဟုတ်လားနော် လာပြီးတော့ရှင်မယသာဥဝယ်ဖို့ပါဖရာဆိုပြီးတော့အနာမတအကပိယခေါ်မန္တိတူတာမရှိဘူးဟုတ်လားမရှိဘူးဟုတ်လားအေးအဲ့ဒါကြောင့်မို့ဒုသူတော်စင်မယသာသနာပြုတဲ့အပိုင်းမှာအခြေခံပြီးပါလဲတင့်နဲ့နှစ်ပြောင်းမြတ်မဖြစ်စေရအောင်ဒိဋ္ဌိပါလေလေတစ္စာပိယန္တငါဖြစ်တဲ့ပုဂ္ဂိုလ်ဒီစာပိတကြွရမယ်အဲ့ဒါတစ်ပဲစာပိမတကြွမင်းနဲ့ရှေ့ထွက်လာရင်လည်းပဲအမှားများတတ်တယ် ကြီးတယ်နော်အဲဒါကြောင့်မို့ကိုသာသနာပြုတဲ့အပိုင်းမှာဘယ်ဟာဒီအခြေခံလဲလို့အရင်စဉ်းစားရပရိယတ်တိဒီအခြေခံပဲ learning and teaching in the buddha's scripture ဒီဒါဗရာဏပဲနော်ဘုရားရဲ့ဓမ္မတွေကိုကြာကြာနာနာတက်ပြီးမှအဲ့ဒီပုဂ္ဂိုလ်ကပြန်သေးတဲ့နိလန်းဒီတာတကယ်စစ်မှန်တဲ့နိလန်းဖြစ်တာအဲဒါကြောင့်မို့အခြေခံဒီဘာလဲပြောရင်ပရိယတ်ပဲဘာလဲသဗ္ဗေသင်ကြားခြင်းသည်ဗရာဏပဲ သဗ္ဗေသင်ကြားနေတာတွေကိုအာယုံချောက်ပြီးတော့ဓမ္မကတိကပဲစိတ်ဝင်စားရင်စိတ်မဟုတ်သေးဘူးတိတ်တိတ်အဲ့ဒါဟုတ်ရဲ့လားတရားနာတာကိုအပြစ်ပြောနေတာမဟုတ်ဘူးနော်ဟုတ်လားနော်သဘာဝကိုပြောပြတာပါနော်အဲ့ကြတော့ဓမ္မကတိကကလိုက်ပြီးတော့ကြီးလိုက်လို့ရှင်ဓမ္မကတိကကအကုန်လိုက်ကြည့်ကြည့်စရင်ခုကြီးလိုက်လို့ရှင်10ဘာလောက်တင်စီတာဘယ်လောက်ပဲရှိတယ် ဆယ်ပါးလောက်ပဲရှိတယ်ဒီဆယ်ပါးကတော့ဟိုနှမ်းတွေ့ဒီနှမ်းတွေ့ပဲသူဆင်းသွားကိုတက်ကိုဆင်းသွားသူတက်ပဲကြံတဲ့ဘုန်းကြီးကတော့ပါရဲ့လားလူကလည်းပဲစာဖတ်ကြည့်လိုက်တယ်ဘယ်ဆရာတော်ဟောမလဲမသိငါတို့လည်းမကြဘူးဆိုစိတ်ဝင်စားရဲ့လားအေးမန္တလေးမြို့သူမြို့သားကအဲ့လိုမလုံနဲ့မန္တလေးမြို့တည်တန်ကအများဆုံးမြို့ဖြစ်တယ်ပါတယ်လေ ဘုန်းကြီးစာပေနဲ့ပတ်သက်ပြီးတော့အတက်ဆုံးမြို့အတော်ဆုံးမြို့ဤတည်းရနော်ဘုန်းကြီးစာပေနဲ့ပတ်သက်ပြီးတော့ဘယ်ဘက်ကစံစံဟုတ်လားနော်ရန်တန်ဃာတွေရဲ့အရေးတွေကတကယ် quality အပြည့်ပဲ quantity မဟုတ်ဘူးနော် quantity ဆိုတဲ့အရေးအတွက်တင်မဟုတ်ဘူးအဲ့ဒီအရေးအတွက်ထဲမှာ quality အပြည့်နဲ့ဘုန်းကြီးတွေမန္တလေးမှာအများကြီးပဲအဲ့ဒါမျိုးစိတ်ဝင်စားတဲ့အပိုင်းမှာနော်မျှပြီးတော့စိတ်ဝင်စားပါဤတည်းပါတယ်လေ အဲ့ဒါမှတကယ်သာသနာပြုတာဆိုလိုချင်တာကဓမ္မကတိကလည်းရှိမှသာသနာတိုက်ဆိုရင်လည်းဓမ္မကတိက ရှိမှနော်တက္ကသိုလ်တစ်ခုဆိုရင်လည်းဓမ္မကတိကရှိမှဓမ္မကတိကမရှိရင်လူစိတ်ဝင်စားမှုမရှိဘူးမရှိရင်အဲ့ဒီမှာစာချတဲ့ပုဂ္ဂိုလ်များကပြည့်စုံမှုဖြစ်ရလားမဖြစ်ဘူးအဲ့ဒီကွက်လက်ကို ဖြည့်ရမယ်ဒီတည်းအဲ့ကွက်လက်ကြီးကိုဟာဒါကွက်လက်ကြီးပါပဲကွာဆိုအမိုက်တွေမပြင်းနဲ့ဟုတ်လားနော် ွက်လက်ကိုဖြည့်ပေးရနော်ခုဦးစင်းတို့တက္ကသိုလ်ကဦးစင်းတစ်ပါးရှိလာတဲ့အတွက်အတော်သင့်အသက်ရှိချောင်းသွားတယ်။ငါကတက္ကသိုလ်ပြည့်မလူလောက်ကိုဖြစ်နေတာနော်ဆုံးကတဲ့ပုဂ္ဂိုလ်အင်အားကျသွားတယ်။လာပြီးတော့လှူဒန်းကြတဲ့ပုဂ္ဂိုလ်အင်အားကျသွားတယ်။အခုကျတော့မြင်ဘူးတဲ့ရှိအောင်သူကလည်းလာတယ်။ဟုတ်လားဓမ္မဒရာဆိုတဲ့ဟာလေးနဲ့တင် လာတဲ့အတွက်ကြောင့်ကိုနည်းနည်းချင်းချင်းအသက်ရှိချောင်းသွားတာနော် ဦးဇင်းတို့တက္ကသိုလ်ကအခုဓမ္မရတဆိုပြီးတော့ရောက်လာတယ်။နောက်ထေရဝါဒမှာကြည့်ရင်ဦးစေကိန်ရှိတယ်။နော်ကြော်ကြားထင်ရှားမှု မဖြစ်ဘူးလား။သူကထောက်ပံ့တဲ့အတွက်ကြောင့်ထေရဝါဒဒီကဘာတိပါနော်ထေရဝါဒတို့ Buddhist Missionary University ဒီကဘာကစတည်တယ်နော်ထေရဝါဒအဲ့ဒီမှာကျတော့ English to English နဲ့သင်ပေးတယ်။ဘုန်းကြီးရန်တော်များဖြစ်အဲ့ဒါအင်္ဂလိပ်နဲ့သင်ပေးအောက်က foreigner တွေရှိတယ်။သူတို့ကအင်္ဂလိပ်လို့သင်ပေးရတယ်။ ေးရန်ကုန်သာသနာတက်ကတူကြတော့အဲ့ဒါဥတုမင်္ဂလာဝေါ်ဆိုတာဟိုတနေ့ကကြောက်ဝိုင်းမှာတရားဟောသွားတာအဲ့ဒါကရန်ကုန်တက်ကတူဆင်းအခုဒေါက်တာကောဝိဒဘယ်တက်ကတူဆင်းလဲပြည်တယ်ဒေါက်တာကောဝိဒကြောက်ဦးတယ်မဟုတ်လား very famous ပဲဟာလားအေးသူ့ကိုလည်းပဲကြော်ကြားမှတို့မန်လေးကအာယုံစိုက်တာဟုတ်လားနော်ငကုန်တော့ကြားဘူးလားမကြဘူးအဲ့ဒါရန်ကုန်တက္ကသူကပဲပြည်သက်တခြားကမဟုတ်ဘူးဖဲတက္ကသူကလည်း ရန်ကုန်တက္ကသိုလ်ကသူကအဲ့ကြတော့ရန်ကုန်တက္ကသိုလ်အတွက်လည်းပဲအခု အသက်ရှူလေးခြောင်သွားဘာရှိလို့တော့ဓမ္မကတိက ရှိလို့ဟုတ်လားအဲ့ကြတော့ဒီပြင်တက္ကသိုလ်ကို ကြည့်ကြည့်လိုက်ဦးဒီပြင်တက္ကသိုလ်ကြည့်ခုဆရာတော်ဥညာနေတရရဲ့တက္ကသိုလ်ဘာတက္ကသိုလ်လဲတော့ဗုဒ္ဓတက္ကသိုလ်ဆရာ international ပါသေးတယ်နော် international academic university ကိုကြည့်ကြည့်နော်သူဒီမှာသွားကြည့်ရင်လေဆရာတော်ကြီးရှိနေတဲ့အတွက်ကြောင့်မို့သူတက်ကတူလေအသက်ရှင်တာ ဆိုမဲ့စင်တော့ဓမ္မကတိကရှိလို့အဲ့ဒီတက္ကသိုလ်ဒီအသက်ရှင်တာဆရာတော်ကြီးသာ မရှိဘူးနောက်ကလည်းပဲမျိုးဆက်တဲ့ new generation မရဘူးဆိုရင်အဲ့ဒီတက္ကသိုလ်လည်းဘာဖြစ်သွားနိုင်လဲကြာသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်ဆုပ်ယုပ်သွားနိုင်တယ်ဘာကြောင့်မို့လဲပြောရင်လူတော်တော်များများကဓမ္မကတိကဟူတာစိတ်ဝင်စားလို့ဤတည်းဘုစုကိုစိတ်ဝင်စားတို့လေအဲ့ဒါမှန်တယ်လမ်းဟုတ်ရဲ့လား အေးနည်းနည်းလေးတဲ့ပေးတာပါဟုတ်လားလက်ခံမှုမခံမှုကတမျိုးဟုတ်လားနော်တဘာဝကိုတင်ပြပေးတာမှားသလားမှားပါဘူးအဲအမှန်ကိုတင်ပြပေးတာပါနော်အဲဒါကြောင့်မို့ဆိုလိုချင်တာကဥစဉ်တို့ဒီပေါ်ရောက်လာအောင်ဒီဓမ္မပါရမီရဲ့ကျေးဇူးပဲသိသိဘုရားကျေးဇူးလေအေးအဲ့ဒါသူတို့ကနေဒီလိုတင်ပေးထားတဲ့အတွက်ဥစဉ်တို့ဟောခွင့်ပြောခွင့်ရတာကြောင့်မို့ခေါင်းစည်းလေးပေးထားတဲ့လောကငြိမ်းချမ်းရေးနဲ့ကိုကျင်တရားတဲ့ဗါတယ်လေ အဲ့ဒီခေါင်းစည်းရဲ့အောက်မှာဦးစင်းကဘယ်နှချက်လောက်ဒုသူတော်စင်တို့ကိုပေးခြင်းလဲလို့ပြောရင် အချက်6ချက်လောက်ပေးခြင်းလဲဘယ်နှချက်လောက်ပေးခြင်းလဲအဲ့ဒီ6ချက်ထဲမှာဒီဗုဒ္ဓဓမ္မနဲ့ခေတ္တလူပေါင်းအကြောင်းပြောပြခြင်း ਨੇ ဘာလဲတော့ဗုဒ္ဓဓမ္မနဲ့ခေတ္တလူပေါင်းနောက်နံပါတ်1ကတရားအလူပေးလူရခြင်းရဲ့အကျိုးကိုပြောပြခြင်း ਨੇ ဘာလဲတော့တရားအလူပေးလူရခြင်းရဲ့အကျိုးနောက်တစ်ဆင့်ကကျတော့ လူသားနဲ့တရိစ္ဆာန် နဲ့ဗါတယ်လေလူသားနဲ့ဒိဋ္ဌိံနောက်နံပါတ်၄ကြတော့ကိုခြင်းကောင်းမှုအခြေခံ10မျိုးတဲ့ဗါတယ်လေကိုခြင်းကောင်းမှုအခြေခံ10မျိုးနောက်တစ်ခုကငြိမ်းချမ်းရေးအတွက်အခြေခံမှု၄ချက်တဲ့ဗါတယ်တော့ငြိမ်းချမ်းရေးအတွက်နောက်တစ်ခါလောကကိုအလှဆင်သူအကြောင်းဘာကြောင့်လဲအေးအဲ့ဒီ၆ချက်ပြီးတဲ့တည်းကဟုတ်လား သုံးလေးချက်လောက်မှတ်မိရင်တရားပွဲကျင်းပရာကျူးနာရာကျူးဟောရာကျူးနဲ့ပြီးထိုင်ပြီးတော့ဒီတိုင်းငိုက်ပြန်သွားရင်တော့ဘာဖြစ်တယ်လဲမနဲ့ဘူးပေါ့ပြန်ချက်ရမှာအဲ့ထမင်းဦးကြတော့နော်အေးဒီမှာကြည့်တဲ့အခါကျတော့ဗုဒ္ဓဓမ္မနဲ့ခေတ္တလူပေါင်းတဲ့ဗုဒ္ဓဓမ္မနဲ့